ျွန်တော်ရဲ့ခွေးအန်တာထိန်မဲ YouTube channel ကိုစောင့်မြော်အားပေးနေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျဒီကနေ့မှာတော့ကျွန်တော်မိတ်ဆွေတို့ကို ပြောပြပေးမှာကတော့နန်းတကားတွေဖန်ဆင်းထားပြီးရေပြောင်းမြန်စီးဆင်းနေတဲ့ထူးဆန်းတဲ့အင်ဂျီအကြောင်းကိုပြောပြပေးမှာပဲဖြစ်ပါတယ်ဗျဒီအင်ဂျီကတော့မြန်မာနိုင်ငံမှာရှိပြီးတော့မိတ်ဆွေတို့အနေနဲ့တော်တော်များများသိကြသေးမှာမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့ထင်ပါတယ် ဒါကတော့အင်းတော်ကြီးကံပဲဖြစ်ပါတယ်ဒီအင်းတော်ကြီးကံကတော့ကချင်ပြည်နယ်မုံညင်းခရိုင်မုံညင်းမြို့နယ်တွင်တည်ရှိပါတယ်မြန်မာနိုင်ငံရဲ့အကြီးမားဆုံးတဘာဝအင်းကြီးတစ်ခုပဲဖြစ်ပါတယ်ဗျတောင်နှင်းမြောက်အလျား၁၄မိုင် အနံ၇မိုင်ခန့်ရှိပြီးတော့စတူရမ်းမိုင်၁၀၀ပါဝင်ဧရိယာ၃၁၄ဒသမ၆ခုစတူရမ်းမိုင်ကျင်းဝန်းပါတယ်ပင်လယ်မျက်နှာပြင်အထက်900ပေအမြင့်မှာတည်ရှိနေတဲ့အင်းကြီးပဲဖြစ်ပါတယ် မိုးရသည့်အချိန်မှာတော့နောက်ဘက်ကမ်းရှိလုံးတုံနဲ့အရှိဘက်ကမ်းရှိဟဲပုရွာအကြားရေပြင်အကျယ်ဆုံးပဲဖြစ်ပါတယ်။ရေပြင်ကြီးတက်တက်အကျယ်ဝန်းကတော့44ဒသမ6စတူရမ်းမှန်ရှိတဲ့အင်းကြီးပဲဖြစ်ပါတယ်။အင်းတော်ကြီးကန်အတွင်းမှာတော့အမိုက်တိုင်းတရမရှိသလောက်ကင်းစင်ပါတယ်။ရေကြည်လင်းပြီးတော့ရေပြင်ကျယ်ကြီးဟာလည်းပင်လယ်ပြင်သမျှရှူမစုံးအောင်လှပတဲ့အင်းကြီးပဲဖြစ်ပါတယ်။ အမြင့်ပေတထောင်ကျော်ကနေ၄ထောင်ကျော်အထိမတ်ဆောက်မြင်ပါတယ်။တောင်တန်းကြီးတွေကြောက်တောင်ကြီးတွေဝန်းရံထားတဲ့အင်းကြီးပဲဖြစ်ပါတယ်။ဒါကတော့အင်းကြီးရဲ့တည်နေရာဖြစ်ပြီးတော့ဒီအင်းကြီးဘာကြောင့်ဖြစ်ပေါ်လာလဲဆိုတာကတော့ဘောဂဝရီနဂါးပြည်မှာ ကာလကြာမြင့်လာတဲ့အခါနဂါးဟုတ်ရေထူထပ်လာတာကြောင့်နဂါးမင်းသားညီနောင်နှစ်ပါးဟာခမဲတော်နဲ့မဲတော်တို့အားနဂါးပြည်နိုင် ၎င်းတို့ပြည့်နှက်နေတာကြောင့်မိမိတို့အတိုင်းပြည်သည့်ဒူးထောင်လိုကြောင်းရှောက်ထားကြတယ်လို့ဆိုပါတယ်။မိခင်ဖခင်တို့ကလည်းတားများအွယ်ရောက်ပြီးဖြစ်၍နောက်ဆန်တင်းချင်းမရှိပဲရဲမက်ဘူပါနောက်လိုက်အချွေရံများကိုထယ်ပေးလိုက်ကြပါတယ်။၎င်းမင်းသားညီနောင်တို့ကလည်းဘောဂရီ၎င်းပြည်မှထွက်ခွာလာပြီးလျင်အရာရီမြစ်ကိုဆန်၍တက်လာကြပါတယ်။မင်းညာဘက်အရောက်မှာတော့ညီညာပြန်ပြူးတဲ့မြေပြင်ကိုတွေ့ကြရာ ၎င်းညီနောင်တို့သဘောကျတာကြောင့်နေရှင်များတန်ခွင်တောင်းပြီ၎င်းတို့တကိုးဖြစ်အင်းဖွဲလိုက်တယ်လို့ဆိုပါတယ်၎င်းညီနောင်တို့ဟာအချွေရန်ဆုံလင်းစွာဖြင့်ပျော်ပါနေထိုင်ကြပြီကာလကြာတဲ့အခါညီဖြစ်သူဟာဒီသေးငယ်တဲ့အင်းကိုသဘောမကျဖြစ်လာခဲ့ပါတယ်အဲဒါကြောင့်အကိုဖြစ်သူဟာမိမိသည်လက်ရှိအင်းထက်ကြီးသောနေရာကိုရှာဖွေလိုကြောင်းပြောကြားလာပါတယ် အကိုဖြစ်သူကလည်းညီကိုနှစ်ယောက်အတူနေကြရင်ဖြောင်းပြတော့လေညီဖြစ်သူကလည်းနည်းမြေသေးထူထောင်ရင်စိတ်အားထက်သန်နေခဲ့ပါတယ်အဲဒါကြောင့်အကိုဖြစ်သူကခွင့်ပြုလိုက်ရပြီးညီဖြစ်သူကမိမိထက်ကြီးသောနေရာကိုရှာတွေ့နိုင်မှာကမိမိသည်တတလုံးခေါင်းမီးခြုံထဲကထွက်မည်မဟုတ်ဟုခနဲလိုက်ခဲ့ပါတယ်ညီဖြစ်သူကလည်းအချွေရံများဖြင့်ထွက်လာခဲ့ရာမြင်းညာဘက်သို့ရောက်လာပြီးတနေရာမှာတော့ညီညာပြန်ပြူတာရတဲ့ နေရာတစ်ခုတွင် စီခန်းအမည်ရှိတဲ့မျိုးကြီးတစ်ခုကိုတွေ့ရခဲ့ပါတယ်။နဂါမင်းသားဟာအဲ့ဒီနေရာကို သဘောကျသဖြင့်နေရှင်များထံခွင်တောင်းခဲ့ရာအင်းဖွဲခွင့်ရခဲ့ပါတယ်။အင်းဖွဲလိုက်ပါက မြို့နေလူများတေချာမြီကိုစိုးရိမ်သဖြင့်နဂါမင်းသားဟာနမင်းစည်း၍ကောင်းကင်မှနောက်ခဏရက်တွင်ဤမျိုးကြီးအားအင်းဖွဲမြီဝေးရာရှောင်ရှားကြလော့ဟုခဏရက်တွင် ကိုယ်တိုင်ကြွေးကြော်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာစီကန်းပြည်ရှိ လူများကမိမိကိုယ်ကိုကြားဖြင့်ပြောင်းလဲနိုင်တဲ့အောက်လန်းအတန်းနှစ်တကွာအခြားမကောင်းတဲ့အတန်းများကိုလိုက်စားကြပြီးတော့ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းများမရှိကြသည့်ဖြစ်အားအာကုသိုလ်ဖုံးလွှမ်းနေသည့်ဖြစ်၎င်းမိသားကြွေးကြော်တန်းကို မကြားခဲ့ရပါဘူးလို့ဆိုပါတယ်။စိတ်ကောင်းရှိတဲ့မုံဆိုးမတယောက်ကြားတဲ့အခါမှာတော့ဆွေမျိုးများကို လိုက်လံပြောဆိုရမှာ ဆွေမျိုးများကအိမ်မောက်ဆိုးများဟာလင်းလိုခြင်းသဖြင့်ရှောက်ပြောသည်ဟု ပြောဆိုကာနှင်လှုပ်ကြပါတယ်။မောက်ဆိုးမကလည်းမိမိသားသမီးများကိုခေါ်၍ဘေးလိုရာသို့ထွက်ခွာလာခဲ့ပါတယ်။ခொနရက်ပြည့်သောနဂါးမင်းသားဟာနဂါးတို့တကိုးဖြင့်ကြီးစွာသော လေမိုးတို့ကိုရွာဆွေ၍စီကန်းမျိုးကြီးကိုအင်းဖြင့်ဖွဲ့လိုက်တယ်လို့ဆိုပါတယ်။မောက်ဆိုးမကလည်း ဆွေမျိုးသားချင်းတို့ကိုတရိယာတော်အဖြစ်အင်းနဘေးတောင်ပေါ်မှာဖျားတဆူတည်ထားရာယခုအချိန်ထိမုတ်ဆိုးမှဖျားလို့ခေါ်တွင်အမည်တွင်နေတယ်လို့ဆိုပါတယ်ခင်ဗျာဒီအင်းတော်ကြီးနဲ့ပတ်သက်ပြီးအံ့ဖွယ်ကိုပါလဲရှိလို့နေပါတယ်နံပါတ်1အလျား၈တိုင်အနံ၄တိုင်16မိုင်၈မိုင် ရေတက်ချိန်တွင်အကျယ်ဆုံးအတိုင်းအတာရှိခြင်းနံပါတ်2 ရေကအတန်ရှင်းကြည်လင်နေခြင်းနံပါတ်3အင်းကြီးမှာ ကြီးမားကျန်ဝန်းပေမဲ့သိုးတန်းရေတရာတွေမရှိနေခြင်းနဲ့ဒေတာကံတွေကတော့အင်းတော်ကြီးအရှင်သခင်ကထိန်းသိမ်းထားတာဖြစ်ကြောင်းယူဆကြပါတယ်နံပါတ်4အင်းကြီးမှာ လူအဖိတ်စင်ရှိခဲ့ပေမဲ့လေငါမစားအနာစားမရှိပဲကန်းဆက်ရအောင်တင်ပေးခြင်းနံပါတ်5အင်းမေးမှာရွှေချင်းရင်ရွှေထွက်ခြင်း ံပါတ်6ညတိုင်းအမိုင်းတရိုက်တွေကိုကမ်းပေါ်ပြန်တင်ပေးတတ်ခြင်းနံပါတ်9တနေ့လျှင်3ချိန်ရေပြားမြန်စံတတ်ခြင်းနံပါတ်10တိုက်ရပါချောင်းများကို အင်ဂျီတဲ့တန်ရှင်းစွာ ရေစည်းဝင်ခွင့်မပြုခြင်းနံပါတ်9နှစ်စဉ်တစားမောင်းလားကနေပြာဒိုလားအထိအင်းထဲက9တွေတည်ဆုံးတတ်ခြင်း ဒါကတော့ဒေတာခံတွေပြောလို့ရှိတယ်ထူးခြားတဲ့အချက်၉ချက်ပဲဖြစ်ပါတယ်ဒါအပြင်အင်းရွေထွက်ပေါက်ဟာအထက်ဘက်သို့ပြောင်းမြန်စံတက်စီးဆင်းနေတာဖြစ်တယ်လို့အင်းထဲမှာပေါက်တဲ့အပင်တွေအားလည်းစံနေတခါတစ်မျိုးပြီးတစ်မျိုးပြောင်းလဲပေါက်ရောက်ပျောက်ပြန့်သွားတယ်လို့ဆိုပါတယ်ခင်ဗျာဒါကတော့ကချင်ပြည်နယ်မိုးငင်းခရိုင်မိုးငင်းမြို့နယ်မှာတည်ရှိတယ် န်နဂါးတွေဖန်ဆင်းထားပြီးရေပြောင်းမြန်စီစဉ်နေတဲ့ထူးဆန်းတဲ့အင်းတော်ကြီးကျောင်းပဲဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့လည်းဗဟုသုတရမယ်လို့မျှော်လင့်ပါတယ်နောက်ရက်တွေမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေကိုရှားဖွေတင်ဆက်ပေးပါမို့ကျွန်တော်ရဲ့ Khui Entertainment YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပေးဖို့မြင့်တာရက်ခံပါရစေကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ